ားလုံးပဲပြန်လည်ကျေးဇူးပါတယ်အရင်ဆုံးကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Telegram software ကိုဝင်မိလိုက်ပါအခုလိုမျိုး Telegram software ကိုဝင်မိတော့ပြီဆိုလို့ရှိရင်ကျွန်တော်အခုပြထားရဲပေါ့နော်ဘယ်ဘက်ထောက်မှာမင်းရောင်းလေး၃ချောင်းရှိပါတယ်အားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ချိန်ရမှာကကျွန်တော်တို့အခု login ဝင်လာတဲ့အကောင့်ကကျွန်တော်တို့ဖြတ်မယ်အကောင့်ဟုတ်မဟုတ်ကြည့်ရပါမယ်တကယ်လို့မှန်တယ်ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ setting ဆွဲနေရာလေးကိုနှိပ်ပေးလိုက်ပါအခုလိုမျိုး setting ဆွဲနေရာလေးကိုရောက်သွားပြီဆိုလို့ရှိရင်အပေါ်ဆွဲတင်လိုက်ပါ မမော်ဆွေးနေလိုက်ပြီဆိုလို့ရှိရင်အခုအောက်ဆုံးမှာတွေ့နေရတဲ့ကျွန်တော်တို့ hub ဆိုတဲ့ထဲက telegram app view ဆိုတာလေးရှိပါတယ်အဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ telegram app view ဆိုတာလေးပေါ်လာပြီဆိုရင်အပေါ်လေးကိုအနေနဲ့ဆွတ်တင်လိုက်ပါဒီလိုမျိုးဆွတ်တင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုတွေ့ရပေါ့နော်ဒီမှာ your account ဆိုပြီးရှိပါတယ်အဲ့ your account ဆိုရင် title အောက်မှာ delete your telegram account ဆိုပြီးရှိပါတယ်အဲ့လေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒီလိုမျိုး delete your telegram account ကိုနှိပ်ပြီးပါလို့ရှိရင်ဒီလိုမျိုးစာတွေပေါ်လာမှာတော့ပေါ်လာအပေါ်လေးကိုအနေနဲ့ဆွတ်တင်ပေးလိုက်ပါ okay ဒီလိုမျိုးဆွတ်တင်ပြီးပါလို့ရှိရင် ခေါင်းတူးအိုင်ဒလီမိုင်အကောင့်ဆိုရယ်တိုက်တေးအောက်မှာပေါ့နော်မိကွေးအောက်မှာဒီမှာ DDA division page ဆိုပြီးရရှိပါတယ်နော် DDA division page ဆိုပြီးရရှိပါတယ်အားလေးကိုကျွန်တော်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါအခုမျိုးနှိပ်ပြရလို့ဆိုလို့ရှိရင်ကျွန်တော်တို့က your phone number ဆိုပြီးတော့ပေါ်လာပြီးတော့နော်သာပါပြောလိုက်ဆိုရင်ကျွန်တော်တို့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုထည့်ပြရမှာပါ။အဲ့လိုမထည့်တဲ့အခါမှာလည်းကျွန်တော်နိုင်ငံနေနေဆိုရင်တော့ဘောနော်ရှေ့မှာတုံချောက်ကိုခံပြီးထည့်လို့မရဘူး။ဘာခံပြီးထည့်ရမလဲဆိုရင် +959 ဆိုပြီးတော့ ခံပြီးတော့ထည့်မှရမယ်ပေါ့နော်โอเคမဆူနေလည်းဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံအလိုက်ပေါ်တော့ထည့်ရမှာပေါ့နော်ကျွန်တော်တို့မြန်မာပြည်သူဖြစ်နေတာတော့နိုင်ငံသားတွေဖြစ်နေတာကျွန်တော်တို့ရှေ့ဆုံးမှာ plus 959ဆိုပြီးတော့ခံပြီးတော့ထည့်ပေးရမှာပေါ့နော်ကျွန်တော်အားဆိုရင်ကျွန်တော်ခုဖြတ်မယ့်အကောင့်ရဖုန်းနံပါတ်လေးထည့်ပေးလိုက်ပါမယ်โอเคခုလိုမျိုးဖုန်းနံပါတ်လေးထည့်ပေးပါပြီလို့ရှိရင်ကျွန်တော်အောက်မှာရှိတဲ့နှိမ့်စွာလေးကိုနှိမ့်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ခုဒီမှာ confirmation code ဆိုပြီးတော့ပြနေပေါ့နော်ဒါပါပြကြရဲဆိုရင် ကျွန်တော်တို့ပြင်ထားတဲ့ Telegram ရဲ့ Telegram ထဲကိုပေါ့နော်သူကကျွန်တော်တို့ဒီ delete ဖြတ်မဲ့ကုတ်လေးကိုသူချပြပါပေါ့နော်ကျွန်တော်ခဏစောက်ပြလိုက်ပါ Okay ဒါဆိုရင်တော့အခုလိုမျိုးလေးပေါ့နော်ဒီမှာ Telegram ဆိုပြီးတော့ဒီမှာရှိပါတယ် Telegram ဆိုပြီးတော့ဒီမှာကျွန်တော်တို့စတဲ့ကြောင်းဝင်နေပါတယ်ပေါ့နော်အားလေးတစ်ချက်ဖွင့်ပြလိုက်ပါ Okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာသူကပေါ့နော်ကျွန်တော်တို့ဒီမှာကုတ်နံပါတ်လေးပို့လိုက်မယ်ပေါ့နော်နောက်ရင်ကုတ်ဆိုပြီးတော့ပို့လိုက်မယ်ဒါတော့ကျွန်တော်တို့အကောက်ဖြတ်တဲ့နေရာမှာတုံးဖို့ ချပြရတဲ့သူ့ရဲ့ကုတ်လေးပေါ့နော်ဒီမှာမင်းစလုံးမြင်ရပါလိမ့်မယ်အဲ့ဒီစလုံးလေးကိုကျွန်တော်တို့ကခုန confirmation code ဆိုနေမှာရိုက်ထည့်ရမှာပေါ့နော်အဲ့ဒီလိုရိုက်ထည့်နေမှာလဲကျွန်တော်တို့အကြီးအသေးမှအောင်ရိုက်ထည့်ဖို့လိုပါတယ်အဲ့ဆိုရင်ကျွန်တော်ဒီစလုံးလေးကို copy ယူပြီးတော့ထည့်လိုက်ပါမယ် okay အခုလိုမျိုးထည့်ပြပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှင်းပေါ့နော်ဘာမှမပြီးဆိုတာလေးကိုတခြားအမှန်ကြီးလေးချပစ်လိုက်ပြီးလို့ရှိရင်အောက်မှာရှင်းစိုင်းဆိုတာလေးကိုနှိပ်ပစ်လိုက်ရင်ရပါပြီ โอเคပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးမှာရှိရပါတော့ delete my angle ကိုတန်းပြီးနှိပ်လိုက်ရတယ်ဒါမှမဟုတ်လို့ရှိရင်သူဒီမှာမေးရပါတော့ why are you leaving ဆိုပြီးသူပြနေဘာပြောနေလဲဆိုရင်သူတို့ကကျွန်တော် telegram အကောင့်ကိုဘာကြောင့်ပြတာလဲလို့မေးရပါတော့ဒါအထက်ကလည်းတချို့ထည့်ချင်လည်းရပါတော့မထည့်ချင်လည်းရပါတယ်ဒါကြောင့်ကျွန်တော်ကမထည့်ပြတော့ဘူးပေါ့နော်ကျွန်တော်တခါရေး delete my angle ဆိုတာလေးကိုတန်းပြီးနှိပ်ပြလိုက်ပြီပေါ့နော် okay အခုလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်ဒီမှာ yes delete my angle ဆိုတာလေးကိုထပ်ပြီးနှိပ်ပြလိုက်ပါ โอเคခုလိုမျိုးစာရန်စိတ်နဲ့ပြသွားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောက်ကဖြတ်လို့အောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျာကျွန်တော်မိတ်ဆွေတွေနဲ့နောက်ထပ်တည်လို့ရတဲ့အကြောင်းအရာတွေရှိပြင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ comment အောက်မှာရေးခဲ့ပြီးလို့ရပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ရတဲ့ရင် subscribe လုပ်ခဲ့မှုနဲ့ notification bell လေးကိုလည်း on လုပ်ပေးဖို့ပြောကြားလိုပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ